တော့ကျွန်တော် flying back flying back မတိုးတဲ့ CRT TV ကပ်ပါเนาะဒီကလေးတစ်ချက်စကြည့်เนาะဒီကောင်ဘာဘာဘာအဲ့ဒါလဲလို့เนาะဘာကြောင့် flying back မတိုးတာလဲဆိုတော့เนาะတစ်ချက်စကြည့်ဆိုတော့ဒီမှာ mi platform မှာဒီမှာ h6 transistor ဖြုတ်ထားတယ် h6 ရဲ့ h6 transistor ရဲ့เนาะ base နဲ့ emitter ငုတ်ကိုကျွန်တော် led เนาะ mille တက်ထားတယ်เนาะ oscillation ပို့ ထွက်မထွက်เนาะပြီးတော့ကျွန်တော်ဒီ power wire ကိုဆက်ကြည့်မယ်เนาะ power wire ကဖြစ်တာလားဘယ်ကဖြစ်တာလဲဆိုအပိုင်းခွဲမှာပါဗျာเนาะဒီဘက်က power wire เนาะအဲ့တော့မှာ remove အရာစင်ဆာလေးလက်တက်ထားမယ်เนาะ p plug p plug အာကိုလည်းဟာထားတယ် p plug အာနေရာမှာလည်း jumper ကိုလည်းဟာထားတယ်เนาะဒီမှာ p plug 130ဖို့လဲเนาะမရှိ one 130ဖို့လမ်းကြောင်းလဲကျွန်တော် flyback ကိုအဝင်မပေးတော့ဖြတ်ထားတယ် ျွန်တော်တို့က flying bird novo ဆိုရင်ဒီက oscillator ဘိုးထွက်ကမယ်เนาะဒီ circuit ပိုင်းမှာเนาะ oscillator ဘိုးထွက်ကမယ်ဒီက130ဘို line ထွက်ကမယ်เนาะ flying bird novo ဆိုရင်ဟင်းเนาะဘီပလက်ထိုးလိုက်ရဘီပလက်ထိုးလိုက်တော့ဒီမှာเนาะဒီမှာ power mini လင်းနေ standby mini လင်းနေပေါ့ဗျာเนาะဒီမှာတစ်ချက်မီတာတိုင်းကြည့်မယ် အဲဒီမှာ55ဘူးပေါ့တော့ထွက်တယ်55ဘူးထွက်တယ်ဆိုတော့ဒါစတမ်မိုင်ဘူးပဲရောက်နေရလားနော်စတမ်မိုင်ဘူးပဲရောက်နေရလားချက်ရှိမယ်နော်အဲ့တော့ကျွန်တော်တို့ကဒီမှာ5ဘူးလိုင်းတစ်ချက်တိုင်းကြီးမယ်5ဘူးလိုင်း5ဘူးလိုင်းမီတာဘယ်လိုထားရမလဲမီတာဒီနားထားလိုက်5ဘူးလိုင်းအားဒီမှာ ground ထောက်ထားမယ်နော် ီရဲ့ on ne ifron ic ရဲ့ pin 8မှာလဲဖိုက်ဖို့ရောက်ရမယ်ပေါ့ဗျာเนาะ ifron ic ရဲ့ pin 8เนาะမှာဖိုက်ဖို့ရောက်ပါအောင်အာ3.2ကိုပဲရောက်လဲเนาะဘိုလ်လိုင်းဝက်ကိုဝက်နေเนาะဘိုလ်လိုင်းဝက်နေဝက်နေတာเนาะအဲ့တော့5ဘိုလ်လိုင်း6ဘိုလ်လိုင်းတိုင်းကြည့်ပါเนาะ5ဘိုလ်လိုင်း6ဘိုလ်လိုင်းနေเนาะဒီမှာ6ဘိုလ်လိုင်းဒါဆို6ဘိုလ်လိုင်း ်ထွက်ဘူးနော်ဖြစ်ဖို့လာနေမထွက်ဘူးဖိုက်ဖို့လည်းဝက်နေအဲ့တော့ဒီ power supply van ကိုလိုက်ရအောင်နော်55ဖို့ပဲထွက်တယ်130ဖို့လိုက်ရအောင်အဲ့တော့ခုနကဟိုနေဖြစ်တဲ့အချိန်မှာလည်းကျွန်တော်ကွန်ပျူတာအเนาะညီးနေတဲ့အတန်တော့ကြားရတယ်เนาะ ကွန်ပျူတာအတန်ကြီးနေတယ်ဆိုတော့အတန်လည်းကြာရယ်နော်ဒါမှကျွန်တော်တို့ကအခုနော်ပေါ်ဘန်းကိုလိုက်မှာပေါ်ဘန်းကိုလိုက်မှာဆိုတော့တစ်ချက်ပြန်ထိုးကြည့်အောင်မယ်နော်ဒီဒီတစ်ချက်ထိုးကြည့်မယ်ပေါ်ဘန်းကိုလိုက်မယ်ဆိုတော့ကျွန်တော်တို့ကဒီမှာ main fitter capacitor ကြီးရှိမယ်နော်ဒါ AC အဝင်နော် AC အဝင် AC အဝင်ပြီးတော့ကျွန်တော်တို့ line drive fitter ဘိုင်းပါမယ်နော် line drive fitter ဘိုင်းကနေပြီးတော့ဒီမှာ bright time ဟို ော်ဒိုင်အိုလေးလုံးနဲ့ကျွန်တော်တို့ဘာဖြစ်လဲဒိုင်အိုလေးလုံးနဲ့ကျွန်တော်တို့ AC ကနေ DC ကိုပြောင်းမယ် AC ကနေ DC ပြောင်းပြီဆိုတော့ကျွန်တော်တို့ဘာဖြစ်လဲဒိုင်အိုမပါမှာဖြစ်ပဲเนาะ bright ဒိုင်အိုเนาะဒိုင်အိုလေးလုံးနဲ့ bright ဒိုင်အိုခွေပြီးတော့ကျွန်တော်တို့ DC ပို့ပြောင်းမယ်ပြောင်းပြီဆိုကျွန်တော်တို့ဒီမှာเนาะဒီမှာ filter main filter capacity တိုင်းတော့ဝင်မယ်ဒီဟာအပေါင်းဒီဟာကအနှုတ်เนาะအပေါင်းအနှုတ်เนาะအဲ့ဒီအပေါင်းကနေပြီးတော့ကျွန်တော်တို့ဒီမှာဒီမှာတွေ့ရမယ်เนาะဒီမှာ step up r 120k เนาะဒီမှာဒီကနေပြီးတော့ဒီကိုတလောပြင် เนาะနောက်120 k နောက်ထပ်တစ်လုံးနဲ့ဒီမှာဒီပုံစံကြည့်ခြင်းအပြည့်တာเนาะ resistor က step up r လို့ခေါ်ခေါ်မယ်เนาะဒီပလန်းမှာเนาะ step up r ကကျွန်တော်တို့120 k နှလုံး series เนาะပြီးရဆိုကျွန်တော်တို့ဘာဘယ်လိုသွားမလဲเนาะဒီမှာမမဒီမှာเนาะမ transistor တစ်လုံးရဲ့ကျွန်တော်တို့เนาะ transistor တစ်လုံးရဲ့မငုတ်ကိုဝင်သွားမယ်เนาะဝင်သွားတာတွေ့မယ်เนาะအဲဒီကနေပြီးတော့ဒီကနေ collector ဒီ transistor ရဲ့ကျွန်တော်တို့ collector ကနေပြီးတော့တစ်ခါပါဖြစ်လဲဒီကောင်ရဲ့ base ကို base ကိုပေးမယ်နော်ဒီကောင်ရဲ့ base ကို base ကိုပေးမယ်ဒီကဒီက driver driver transistor ပေါ့ဗျာနော်ဒီကောင် driver transistor လို့ခေါ်တယ်နော်တစ်ခါဒီကိုပေးဖို့ရောက်ပြီဆိုရင်လည်းဒီရဲ့ transistor ကနေပြီးတော့ဒီကနော် power wire ရဲ့ကျွန်တော်တို့ transistor အကြီးကိုနော်ကျွန်တော်တို့ဒီ transistor ရဲ့ collector ကနေပြီးတော့တစ်ခါပါဖြစ်လဲဒီ transistor ရဲ့အကြီးရဲ့ base port တစ်ခါပြန်ပေးမယ်နော် ဟုတ်ပြီနော်အာဒါဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုဖြစ်မလဲဆိုတော့ step အာဆိုတာကကျွန်တော်တို့ကဘာဖြစ်လဲဒီမှာ step အာက120 second နှလုံးနဲ့ CD သွားမယ်သွားပြီးရဆိုဒီမှာကျွန်တော်တို့ဒီ transistor ကို B96 လေးရဲ့ transistor ရဲ့နော်ဒီမှာဒီမှာ B96 လေးဒီကောင်က B96 လေး PNP transistor ပေါ့နော်နော် B96 လေး transistor ရဲ့ကျွန်တော်တို့ဘန်ကုတ်ကိုဝင်မယ်ဆိုတော့ဒီကောင်ကဘာဖြစ်လဲ emitter ငုံမှာနော် emitter ငုံမှာရောင်းနေတယ် ုတ်ပြီနော်အင်မီတန်ကောင်းမှာရောက်နိုင်မယ်နော်ဒီက base pool ကဘယ်ကနေလာမှာလဲဆိုတော့ဒီက base pool ကဘယ်ကနေလာမှာဆိုတော့ဒီက base pool ကိုနော်ကျွန်တော်တို့ဒီက PC ရနေပြီးတော့ PC ရနေပြီးတော့ကျွန်တော်တို့ PC ရပင် base pool ပေးပြီးဆိုတာနဲ့ဒီနော်ဒီ PNB transistor နော် B 6လေးပေါ့နော်764ရဲ့ကျွန်တော်တို့ emitter မှာရောက်နေတယ်ကျွန်တော်တို့ဒီ main filter capacitor ကြီးရဲ့အပေါင်းလမ်းကြောင်းနေပြီးတော့သွားထားတဲ့ဘို့ဘို့ကနော် ောင်းနေနေတဲ့ဘိုးဒိတ်တရက်ကဒီကို baseball ရောက်ပြီဆိုတာနဲ့ဒီနာဆစ်စတာကို baseball ရောက်ပြီဆိုတာနဲ့ဒီ collider ကနေပြီးတော့ဖြစ်လဲ collider ကနေပြီးတော့ဒီ driver transistor C 3839ခွန်ဆိုတာဒါ ambient transistor ပေါ့နော်ဒီ ambient transistor ဒါကို driver transistor လို့ခေါ်မယ်ဒီ driver transistor ရဲ့ကျွန်တော်တို့ base mode ကိုတစ်ခါပြန်ရောက်မယ်နော်ဒီ PNP transistor B06400 ထွက်လိုက်တဲ့နော် output collider က collider က output Facebook base buy ရဖို့ထုတ်ပေးလိုက်တာကဒီ driver transistor ရဲ့เนาะ Facebook ကိုရောက်မှာเนาะဟုတ်ပြီเนาะကျွန်တော်တို့ကပြောပြောမှာဆို input output တွေချိတ်ဆက်သွားမှာဗျာเนาะပြီးရင်ဒီ driver transistor ရဲ့ Facebook ကိုရောက်ပြီဆိုတာ ਨੇ ဒီ driver transistor ရဲ့ collector နေပြီးတော့ဘာဖြစ်လဲထွက်လာတဲ့ကားရန်က ကျွန်တော်ဒီ transistor အကြီးရဲ့ Facebook ပြန်ဖြစ်မယ်เนาะ Facebook ကိုပြန်ရောက်မှာဒါ transistor ကြီးရဲ့ Facebook အဲ့တော့မှကျွန်တော်တို့ကဘာဖြစ်လဲ ဒီ collector နေပြီးတော့ထွက်ပြီးရဆိုကျွန်တော်ဒီ primary ဒီ computer client ရဲ့ transformer ရဲ့ primary ဘန်းကိုဒီ transistor နေပြီးတော့ဆွတ်လောက်ပြီးတော့မောင်းပါเนาะဆွတ်လောက်ပြီးတော့မောင်းပါအခုကမောင်းတော့မောင်းနေအခုကမောင်းတော့မောင်းနေပါဖြစ်လေ तू က board ကသူကနှိမ့်နေเนาะ board ကနှိမ့်နေအဲ့တော့ကျွန်တော်တို့ကအဲ့ဒီလုပ်ငန်းစဉ်ကိုကျွန်တော်အခုဖတ်ပြသွားတဲ့အတိုင်းကလည်းလုပ်ငန်းစဉ်ကိုတိနေပြီဆိုတဲ့အတွက်ဖြစ်နေအဲ့တိနေပြီဆိုတဲ့အတွက်ဘယ်နေရာမှာပြစ်ချက်ရှိလဲဆိုတာကိုကျွန်တော်တို့ကလိုက်ကြမှာ เนาะไล่ရမယ်เนาะအဲ့တော့ပြန်မီးသွင်းပြီးတော့ကျွန်တော်ဘိုးရိတ်တွေလိုက်တိုင်းကြည့်เนาะအဲ့တော့ဘိုးရိတ်တွေလိုက်တိုင်းကြည့်မယ်ဆိုကျွန်တော်မီးပြန်ထိုးလိုက်မယ်เนาะမီးပြန်ထိုးလိုက်မယ်ဒီကောင်ကဒီကောင်ကဟိုနေအဲ့ဒါစဉ်းစားเนาะဒီမှာမီးပြန်ထိုးလိုက်မယ်အဲ့တော့ဒီမှာ main filter capacity ကြီးမှာဒီမှာအပေါင်းဘိုးကဘယ်လောက်ရောက်လဲ264ဘိုးရောက်တယ်เนาะ main filter capacity တိုင်းမှာပို့ရအောင်မယ်နော်အသေးစားလေးကြည့်မယ်နော်ပြီးရင်ကျွန်တော်တို့ဒီမှာ 120kr ရဲ့ debit ထိပ်ကိုရအောင်မယ်နော်265ဗိုလ်ပဲပြီးရင် debit ထိပ်ကိုကြောလာမယ်နော်130ဗိုလ်ပဲရှိတော့တယ်နော်ဗိုလ်200ကြောရတယ်အဲပြီးရင်ဒါက knob resistor တစ်လုံး 120k တစ်လုံးကိုဖြတ်မယ်နော်ဒီမှာဘလောက်ပဲရှိတော့တယ်3 point အာ34ဝန်းကျင်မှာပဲရှိတော့လေဘိုးကမငြိမ်ဘူးเนาะမငြိမ်ဘူး เนาะအဲ့တော့ဒီ transistor ကိုမတင်ကြဘူးဒီ transistor ဘိုင်းမှာမတင်ကြဘူးမတင်ကြဘူးဆိုတော့ဒီ transistor ကဒီမှာဟို collider ဘုတ်က0.5ပဲရှိရเนาะထွက်တော့ထွက်တယ်0.5เนาะဒီမှာက3ဘိုင်းပြီးရတယ်เนาะဒီမှာဒီကောင်ကဘယ်ရလဲလာဒီ PC ကနေလာတာလေဟောဒီ transistor ရဲ့ base ငုံမှာဘယ်လောက်ရောက်နေလဲဆိုတော့ဒီမှာတစ်ချက်ကြည့်လိုက်မှ3.4တော့ဖြစ်တယ်တွေ့လားเนาะဒီ transistor เนาะဒီ transistor ရဲ့ base ငုံကိုတိုင်းကြည့်လိုက် 3x4 တော့ဖြစ်နေတယ်။အဲ့တော့အဲ့ဒီပလန်းကကျွန်တော်တို့ဒီ transistor ရဲ့ B64 ရဲ့ base port ကိုဘယ်ကပေးတာလဲဆိုဒီ PC autocoupler ဆိုတဲ့ PC A17 ကပေးတာလေ။ဟုတ်ပြီနော်။အဲ့တော့နော်ကျွန်တော်တို့အဲ့ PC A17 ကိုကျွန်တော်တို့ဖြုတ်လဲကြည့်မယ်။နော်။ဟုတ်ပြီနော်ညီးတန်လေးတက်တက်ကြားရမယ်နော်ညီးတန်လေးတက်တက်ကြားရမယ်တိတ်ဟိုနဲ့အကျယ်ကြီးတော့မဟုတ်ဘူးဗျာအဲ့တော့ဒီမှာလည်းဘိုးရိတ်ပြန်တိုင်းကြည့်မယ်ဒီမှာလည်းဘိုးရိတ်ဘယ်လောက်ထွက်နေသေးလဲဆိုတော့ဒီမှာလည်း ော်ခုနကဘိုးရိတ်ဘွားနေတာ130ဘိုးရှိရမှာ59ဘိုးပါ59ဘိုးပဲเนาะဟုတ်ပြီเนาะအဲ့ပြစ်ချက်အဲ့ပြစ်ချက်အဲ့တော့ကျွန်တော်ကခုန live online နေ live ွားတဲ့ခါကျတော့ဘာဖြစ်လဲဒီရ setup app ဘိုးကကျွန်တော်တို့ရောက်နေပြီဒီမှာရောက်နေပြီဒါပေမဲ့ဘာဖြစ်လဲဒီက facebook ကเนาะညာနေเนาะဒီ auto coupler ကနေပြီးတော့ pc 817ကနေပြီးတော့ဒီ b 864ရဲ့ facebook ကိုပေးပို့ရမယ်ဘိုးရိတ်ကညာနေတယ် နော်အဲ့တော့ကျွန်တော်တို့အိုက်ကောင်ကို PC 817ကိုမတင်ကြဘူးဖြုတ်စစ်ကြည့်နော်ကျွန်တော်အဲ့တော့ဆိုရင်အဲ့မှာဗာဖြစ်လဲဒါကျွန်တော် mi plus ဖြုတ်လိုက်ပြီနော် mi plus ဖြုတ်လိုက်ပြီဆိုတော့ဒီမှာ board rate main fitter capacitor ကြီးမှာအောင်းနေသေးတာတန်းကြည့်ရမယ်နော်အဲ့ဒါအထူးသတိပြုရမှာနော်ဟိုအောင်းနေသေးတဲ့ဆိုရင်ကျွန်တော်တို့နော် short တတ်တဲ့ရင်ကျွန်တော်တို့နော်တစ်ချက်လုတ်တဲ့ရင်လုတ်ပေးရမယ်နော် board rate များလာဆိုတော့ तू ကတော့ board rate မများဘူးနော် board rate မများဘူး အဲ့တော့ဒီ bullet log ကရတယ်အဲ့တော့ကျွန်တော်တို့ဒီ pc a17 ကိုတစ်ချက်ဖြုတ်မယ်နော်ကျွန်တော်ကအရင်ဆုံးကျွန်တော်ကအရင်ဆုံးဘာလုပ်ရမှာလဲဆိုတော့ power point ကိုပုံမှန်တိုင်းဖြစ်အောင်လို့ကျွန်တော်တို့လုပ်ရမယ်နော်ခုနကကျွန်တော်တို့တိုင်ကြီးက ship port line နေလည်းမထွက်ဘူး five port line နေလည်းမထွက်ဘူးနော် five port line လည်းဝင်နေတယ်နော် ship port line ကမထွက်ဘူးနော်အဲ့တော့ဒီ power supply ဘက်မှာပြည့်ချက်ရှိရယ်နော်သူက power supply ဘက်မှာ ပစ်ချက်ရှိလားမရှိလားကကျွန်တော်တို့အဲ့ line တွေစစ်ကြမယ်နော်အဲ့ port line တွေ5 port နော်5 port e from ic ကို e from ic ရဲ့ pin 8ပေါ့နော်အဲဒီကောင်တွေပါဆိုရင် 24C0 8ပေါ့ဗျာနော် 24C08 နော်အဲနော် SPM flat ic နော် 24C series ပေါ့နော်အဲအဲ့ကောင်အဲ့ကောင်ကိုကျွန်တော်တို့ memory ic ပေါ့ဗျာနော် memory ic ပေါ့နော် memory ic ရဲ့ pin 8ကိုနော် pin 8မှာ port နော်5 port ရောက်မရနော် အလွယ်တိုင်းလို့ရမယ်နော်ဒီမှာလည်းတိုင်းလို့ရမယ်နော်ဒီ remove IR sensor ဆွဲကက်မှာလည်းတိုင်းလို့ရမယ်နော်ဒီမှာလည်း fiber line ပါမယ်နော်အာပြီးတော့ ship port line နေတိုင်းကြည့်ရမယ်နော် ship port line ကကျွန်တော်ဒီမှာစာလေးပါတယ်နော်စာလေးပါတယ်ဒီနားမှာနော်ဒါဒါဒါဆိုလို့ရှိရင်ဒါဒါဆိုရင် ship port line နော် ship port line နော်ဒီနားမှာမှာ ship port line ship port line ပါမယ်နော်ပြီးတော့ဒီ transistor တွေမှာလည်းလာတိုင်းလို့ရနော် ship port line အဲ့တော့ကျွန်တော်တို့က အခုကကျွန်တော်ဒီ PC ကိုမတင်ကားရတော့ PC ကိုဖြုတ်မယ် PC ကိုဖြုတ်ကြတယ်ဆိုတာကလည်းကျွန်တော်တို့တန်းကြည့်တော့ဒီမှာ Facebook ကများနေတယ်။များနေတဲ့အတွက်ကြောင့်လို့ PC ကိုမတင်ကားတော့ကျွန်တော်ဖြုတ်ပြီးတော့တန်းကြည့်နော် ကျွန်တော်တို့ကဟိုပြောမှန်းဆိုပြဟိုရမ်းဖြုတ်ရမ်းလဲတာနဲ့လေအဲ့လိုဘိုးရိတ်လေးတွေအဲ့လိုလိုက်ပြီးတော့ input output လေးတွေလိုက်ပြီးတော့တိုင်းကြည့်တိုင်းကြည့်ပြီးတော့ဆိုကျွန်တော်တို့ခံမန်းဆုံးဖြတ်ပြီးတော့တိုင်းနာပြီးတော့ဆုံးဖြတ်ပြီးတော့ဟိုနယ်လဲတာကဟိုပြောမှန်းဆိုရင်အမှားနဲတာပေါ့ကြောနော်အဲ့တော့ကျွန်တော်တို့မှာ PC နော် autocoupler PC A17 ဟုတ်တယ်ပါဟုတ်ဒီကောင်ဖြုတ် အောင်တန်းကြည့်လိုက်အောင်ပေါ့နော်တန်းကြည့်လိုက်အောင်ဟော PC ကိုတိုင်းလာနော် PC ကိုတိုင်းလာ PC ကိုတိုင်းကြည့်မယ်ဆိုတော့ PC ကိုတိုင်းကြည့်မယ်ဆိုတော့ကျွန်တော်ဒီမှာနော်ဒီမှာ market scale မှာထားပြီးတိုင်းမယ်နော်ဒီမှာအဆက်ကလေးပါတာပင်ကွာနော် စကလေးတပါရာပင်1ပင်1ပြီး1 2 3 4เนาะပင်1နဲ့ပင်2နဲ့ကိုကျွန်တော်တိုင်းကြည့်မယ်เนาะပင်1နဲ့ပင်2နဲ့ကိုတိုင်းကြည့်မယ်တိုင်းကြည့်လို့ရှိရင်ကျွန်တော်ဒီဒါန်ဟုတ်တင်ကြတာပြရအောင်เนาะဒါန်ဟုတ်တင်ကြတာပြရအောင်ဒီလိုဆိုမပြရအောင်ဟောဒီလိုဆိုပြန်လှည့်တိုင်းမပြရအောင်ဟုတ်ပြီအဲ့ဒါဆိုရင်3နဲ့4နဲ့ကိုတိုင်းကြည့် 3နဲ့4နဲ့ကပြလာမပြအောင်เนาะမပြအောင်เนาะဘလိုလှည့်တိုင်းတိုင်း3နဲ့4နဲ့ကမပြအောင်ဒါမီတာနဲ့တိုင်းတာပေါ့เนาะဒါမီတာနဲ့တိုင်းတာပြီးရင်ကျွန်တော်ဘာတိုင်းရမလဲဆိုတော့ဒီကောင်လည်းတိုင်းကြည့်မယ်เนาะ PNP transistor P66 လေးလည်းတိုင်းကြည့်မယ်အကျမ်းပြန်เนาะအကျမ်းပြန်တိုင်းကြည့်မယ် ဒီ86လေးကိုလည်းနော်စာကဲပေါ်မှာတိုင်းတာတော့မပြားမဲ့ငုတ်ကတခါတလေကြာရင်ကျွန်တော်အုံတန့်ဖို့ရပြတ်တက်တယ်နော်စာကဲပလန်ဒီမြစ်ပလန်နေနဲ့ရောနေတော့နော်အဲအဲ့အချိန်မှလည်းသူကပြတ်တက်တယ်နော်ဒါဘီ86လေးကိုတိုင်းတာပြီးရင်ကျွန်တော်တို့ကနော်ကိုတက်တက်ကွက်ကွက်သိကျင်တော့စာကဲပလန်နေပြီးတော့လှုပ်ပြီးတော့ဖြုတ်ပြီးတော့လုံးလုံးဖြုတ်ပြီးတော့တိုင်းတာတော့အသေးချဆုံးပဲနော် ကျွန်တော်ကဒီမှာက C ဒီမှာက C 18တင်ငါရှိမယ် ambient transistor တလုံးရှိနော်ကျွန်တော်တို့ဒီ pin 2ပေါ့နော် pin 2 B နော်ဒီကောင်ရဲ့ base board B 64ရဲ့ base board ကိုပေးမှာကကျွန်တော်တို့ဒီကနော်1 2 3 4နော် pin 4ကနေပြီးတော့ pin 4ကနေပြီးတော့ပေးမှာပေါ့နော် pin 4ကနေပေးမှာတော့နောက်ကျွန်တော်တို့ဒီကောင်က pin 3ရလဲကျွန်တော်တို့ ဟိုနည်းနဲ့ချိတ်ဆက်ထားမယ်เนาะကျွန်တော်တို့ဒီမှာเนาะဒီမှာ collector နဲ့ချိတ်ဆက်ထားမယ်เนาะဒီ PNB transistor B 64ရဲ့ collector နဲ့ကျွန်တော်ချိတ်ဆက်ထားမယ်เนาะ1 2 3 pin 3ရလဲချိတ်ဆက်ထားမယ်เนาะ pin 4ကနေပြီးတော့ကျွန်တော်ဒီကို base port အနည်းများပေါ့ဗျာเนาะအနည်းများသူကပေးမှာเนาะအဲ့တော့ကျွန်တော်တို့ဒီကောင်ရဲ့ဒီ PC ရဲ့ကျွန်တော်တို့ဒီဟိုနည်းကိုဝင်မဲ့ကျွန်တော်တို့ဒီ ambient transistor C1815 ပေါ့ဗျာเนาะ နော်ဒီ PC 6တက်ခွန်ရကျွန်တော်တို့ဒီမှာကဒိုင်အုပ်ပါမယ်လေဒိုင်အုပ်ရကျွန်တော်တို့ကတ်တုတ်ဘက်ခြံနော်ကတ်တုတ်ဘက်ကိုဝင်မယ်ကျွန်တော်တို့ collector နော် collector နော်ဒီ PN NPN transistor C715 ရဲ့ collector နော် collector ကနော်အဲ့ NPN transistor C715 လောက်ကျွန်တော်စစ်ပေးရအောင်နော်စစ်ပေးရမယ်ဆိုတော့ ဒါတော့အမှန်ပြတယ်နော်စာကိပုံမှာဆိုတော့နောက်တစ်ချက်နောက်ငုတ်တွေလှည့်တန်းလို့ရှိရင်နည်းနည်းပြရင်ပြလိုက်တယ်ဒီကတော့နည်းနည်းပြနည်းနည်းပြလိုက်ဆိုတော့ဒီပလန်းမှာကဒီပလန်းမှာဒီမှာ စီတလုံးရှိသေးတယ်နော်အဲ့ဒါကြောင့်ပြတာလားနော်ဒေဂျာတက်ခွဲခြင်းတော့ဖြုတ်တန်းလိုက်တာတော့ကောင်းတယ်ဒေဂျာလုံးနော်ဒီမှာနည်းနည်းလေးပြလွယ် ည်းနည်းလေးပြခြင်းကျွန်တော် 1k နဲ့တိုင်းတယ်ဆိုတာကတောင်းတောင်းလိကီတွေပါရှိတဲ့ကောင်းလေဆိုလို့ရှိရင်လည်းတိတောင်းလို့နော်နည်းနည်းလေးပြခြင်း C15 ကနည်းနည်းလေးပြခြင်းနော်အဲ့တော့ဒီကောင်ကိုနော် PC ကလည်းကျွန်တော်တို့ခြေငုပ်အနေထားလည်းကြည့်လိုက်တယ်ကောင်းတယ်ဆိုရင်မသူကခြေငုပ်အနေထားလည်းဆိုတော့တန်ကြီးကိုင်နေနော်ခြေငုပ်အနေထားမှာတန်ကြီးကိုင်အရင်နေမှာတန်ကြီးကြီးကိုင် เนาะတန်ကြီးကပ်ပြီးမဲအဲ့အဲ့ဒါတခုတော့ရှိအဲ့ဒါတခုတော့ရှိတယ်ဆိုတော့ PC လဲလဲမယ်ဗျာเนาะเนาะဒီကောင်လဲဖြုတ်တိုင်းကြည့်အောင်เนาะတဲခွဲအောင်လို့ C T 7တင်ကောင်လဲဖြုတ်တိုင်းကြည့်အဲ့တော့ဒီမှာ C T 7တင်ကောင်လဲဖြုတ်လိုက်เนาะ C T 7တင်ကောင်ကိုဖြုတ်အဲ C T 7တင်ကရဲ့ base board ကတခါဘယ်ကနေပေးရလဲဆိုတော့ဒီမှာ preset ရှိမယ်တွေ့လားဟာ preset တွေ့လား နော် preset လေးရှိမယ် preset လေးကျွန်တော်တို့ဒီ people boat ကိုအ ਨੇ များကိုကျွန်တော်တို့လှည့်ချိန်လို့ရတယ် preset လေးရှိမယ်နော်အဲအဲ့ preset လေးရဲ့ငုတ်ကနေပြီးတော့အဲ့ preset လေးရဲ့နော်ချင်းငုံငုံပူရတဲ့ဘက်ကနေပြီးတော့ကျွန်တော်တို့ဘာဖြစ်လဲဒီ PNB NBN transistor C715 ကို base board ပေးတာအဲ့တော့မှနော်ကျွန်တော်ဒီ collector ကနေပြီးတော့ဒီ emitter မှာရောက်နေတဲ့ board ကနော်ဒီ collector နေထွက်ပြီးတော့ เนาะဒီဒိုင်ယုတ်ဘက်ချမ်းเนาะ PC 8တက်ခွန်ရဲ့ဒိုင်ယုတ်ရှိတဲ့ဘက်ချမ်းဒိုင်ယုတ်ဆိုရိုးဒိုင်ယုတ်မဟုတ်เนาะသူကပိုတိုဒိုင်ယုတ်เนาะအတွင်းပိုင်းမှာเนาะပိုတိုဒိုင်ယုတ်လေးပါတယ်အဲ့ပိုတိုဒိုင်ယုတ်လေးကိုသူကကားရန်ပေးတာကတ်တော့ဘက်ကိုကားရန်ပေးတာအဲ့တော့မှသူကဘာဖြစ်လဲကျွန်တော်တို့ကားရန်များရင်သူကအလေးဒီဆိုတော့ဖိုတိုဒိုင်ယုတ်ဆိုတော့ဗျာသူကအလင်းလွှတ်မှာเนาะအလင်းလွှတ်မှာเนาะအလင်းလွှတ်မှာသူထုတ်ပေးလိုက်တဲ့အလင်းကိုအ ਨੇ အများပေါ့အာယုံခံပြီးတော့ကျွန်တော်ဒီပင်3နဲ့ပင်4ကအလွတ်လွတ်မှာ နော်ပင်3နဲ့ပင်4ကဒီက base foot အနည်းများကိုနော်ချိန်ပေးမှာနော်အဲ့တော့မှကျွန်တော်တို့ဘာဖြစ်လဲ base foot ညားရများတယ်လို့နဲနေတယ်လို့သူကနော်ဒါဟိုကျွန်တော်ပြောမယ်ဆိုမျက်စိတမ်းမင်းတောင်လို့တာပြောတာနော်သူတို့ကတော့ပြောမယ်ဆိုရင် second နဲ့အများသူကညံ့တယ်နော် second နဲ့အများညံ့တယ်နော်ချိန်နှုံးတွေက second နဲ့အများညံ့တယ်နော်ချိန်နှုံးတွေပြင်တာနော်အဲနော်အဲ့ဒါမျိုးသူကထိန်းချောင်းပေးတယ်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ secondary batch နဲ့ secondary ဘက်အချမ်းက output အထွက်ဖို့အ ਨੇ အများကိုအာရုံခံပြီးတော့သူကဘာဖြစ်လဲဒီ switching မှုအပိုင်းကိုကျွန်တော်တို့เนาะ primary ဘက်က switching မှုအပိုင်းကိုသူကထိန်းချောင်းပေးတယ်เนาะမျှကြည့်ဖြစ်အောင်လို့ထိန်းချောင်းပေးတယ်เนาะဒီဘက်ကအကောင်သူကအာရုံခံတယ် secondary ဘက်မှာ board နဲနေလားများနေလားเนาะပြောမယ်ဆိုတော့ဗျာတည်ငြိမ်အောင်လို့ပေါ့เนาะ secondary အထွက်ဖို့တွေတည်ငြိမ်အောင်လို့သူကအာရုံခံပေးတဲ့အပိုင်းเนาะဒီ fever အပိုင်းပေါ့ဗျာเนาะ fever အပိုင်းလို့ခေါ်မှာเนาะ feedback ပိုင်းလို့လည်းခေါ်လို့ရမယ်เนาะအဲအဲ့တော့ကျွန်တော်တို့ကဒီ PC 8 Kun เนาะ817ပေါ့เนาะအဲအဲ့ဒီဟိုကျွန်တော်တို့တောင်းမယ်ဆိုရင်ဒါပိုတိုတိုင်ဟုတ်ပဲခြံကိုကျွန်တော်တို့เนาะဘို current ထုတ်ပေးမယ်ကျွန်တော်တို့ဒီ ambient transistor C1 8 Kun ကိုကျွန်တော်ဖြုတ်ပြီးတော့ကျွန်တော်တိုင်းကြည့်မယ်เนาะဖြုတ်ပြီးတော့တိုင်းကြည့်မယ်သူကဟိုလဲလိုက်တာတော့သေချာပါတယ်ပြောဒီမှာသူကတန်ကြီးတွေကက်ကန်နေเนาะ အဲ့လိုပေါ့ဗျာ on leakage ရှိတဲ့ပုံစံเนาะ circuit ပေါ်မှာ leakage ရှိတဲ့ပုံစံဒါမှဖြုတ်တန်းကြည့်လိုက်เนาะတန်းကြည့်လိုက်အောင်ကောင်းမကောင်းကွဲပြားသွားတော့เนาะဖြုတ်တန်းကြည့်ပြီးတော့ကျွန်တော်တို့ခုနတိုင်းလဲတိုင်းကြည့်ရမှာပြောအနေထားကိုလည်းကြည့်ပြီးတော့ကျွန်တော်တို့အတွေ့အကြုံရဆုံးဖြတ်ကြမှာပေါ့ဗျာเนาะ ခါကြတော့တိုင်းကြည့်ပြီးတော့ကောင်းတယ်ပဲမဲ့ဘာဖြစ်လဲကွန်ပိုနန့်ပစ္စည်းလေးတွေကတကယ်ကစကက်ပေါ်ရောက်မှအလုံးမလုံးတာကြီးလည်းရှိတယ်နော်ပြီးတော့0အောင်ချိန်မယ်နော်0အောင်ချိန်မယ်ကျွန်တော်ဒီမှာတိုင်းကြည့်မယ်နော်ဒါဆိုမပြရဘူးမပြရဘူးနော်အဆုံကုန်မှာမီတာလက်တံအမဲကိုထားတယ်ထားပြီးတော့ထားပြီးတော့ကျွန်တော်ဂျန်တဲ့ဟာကိုတိုင်းကျန်တဲ့နှုတ်ငုတ်ကိုတိုင်းမယ်ပေါ့ဗျာအနီငုတ်ကအနီလက်တံနဲ့ကျန်တဲ့နှုတ်ငုတ်ကိုတိုင်းမယ်မပြအောင်နော်ပြီးရင် နတ်လက်တံကိုအလဲကောင်ငုတ်ကိုအသေးထားမယ်အလီလက်တံနဲ့ဒီဘက်ကငုတ်ကိုတိုင်းကြည့်မယ်မပြဘူးတခါဒီဘက်ကငုတ်နဲ့တိုင်းကြည့်မယ်ဒါကြတော့ transistor ကိုလှည့်တိုင်းလိုက်တာပေါ့နော်ဒီလိုတိုင်းမယ်ဒီဘက်ကငုတ်နဲ့တိုင်းမယ်ဘက်ကငုတ်နဲ့တိုင်းမယ်မပြဘူးနော်မပြဘူးဟုတ်ပြီးရင်အနတ်လက်တံကိုဒီဘက်အဆွန်ငုတ်ကိုပို့လိုက်မယ်နော်ဒီလိုဒီလိုဆိုတော့ကျွန်တော်တို့ဒီမှာ transistor လေးကိုလှည့်လိုက်မယ်တိုင်းလို့အဆင်ပြေအောင်လို့ဒီလိုနော် ပြရမယ်ဒီကောင်ကဒီကောင်ကလည်းပြရမယ်ဟုတ်ပြီနော်ဒီကောင်လည်းပြရမယ်ဒီကောင်လည်းပြရဟုတ်ပြီနော်အဲ့တော့ဟုတ်ပြီဒါတော့ဒီကောင်လည်းကောင်းနော်ပြီးတော့ကျွန်တော်တို့ကနော်အဲဖိဘက်ပိုင်းမှာဘာတွေပါမလဲဆိုတော့ဖိဘက်ပိုင်းမှာဘာတွေပါမလဲဆိုတော့ဒီမှာခုနကကျွန်တော်ရှင်းပြထားပြီနော် ီ ambient transistor C715 ရဲ့ baseboard baseboard ဘယ်ကနေထိန်းချောင်းပြီးလွတ်มาလဲဆိုတော့เนาะ baseboard အနည်းငယ်ဒီက baseboard အများကြီးများလာတယ်လို့ဒီ transistor ရဲ့ baseboard เนาะဒီ C715 လေးရဲ့ baseboard အနည်းငယ်ကိုဒီ preset နဲ့ချိန်မယ်เนาะ preset နဲ့ချိန်မယ်ဆိုတော့ဒီက baseboard အများကြီးများတယ်လို့ဒီကကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင် ်အထွက်ဖို့ကလည်း secondary အထွက်ဖို့ကလည်းများမယ်သူရဲ့ switching တော့ကလည်းပို့ပြီးတော့ပြောမယ်ဆိုရင်မြန်မယ်ပေါ့ဗျာသဘောကတော့နော်ဒီကလည်းပို့ပြီးတော့ဆိုကျွန်တော်တို့ဟို switching ကိုပို့ပြီးတော့ဆိုအကျင့်ရေနော်ကျင့်နှုံးကိုပို့ပြီးတော့မြန်ခိုင်းမယ်ပေါ့ဗျာအဲ့တော့ဒီကအထွက်ဖို့ကလည်း130ဘူးကနေပြီးတော့ဟိုဟိုပြောမယ်ဆိုရင်မြင့်တင်ခြင်းလေဆိုလို့ရှိရင်ကျွန်တော်ပို့ပြီးများလာမယ်ပြောသူသဘောကနော်အဲ့လိုများလာလဲအဲ့တော့ကျွန်တော်တို့ကဒီမှာဒီကောင်ကိုကြည့်လိုက်မယ်ဒီ preset ကိုကြည့်လိုက်မယ်ဒီ preset ကို ဒီပရီဆက်ကိုလည်းကျွန်တော်စစ်ရမယ်ပေါ့နော်အဲဒါဒါပြတ်တက်တဲ့ဟာသူဟာနဲ့သူချိတ်ဆက်နေတာပါပဲနော်ဒီပရီဆက်နဲ့ဒီကျွန်တော်တို့ IBM Transistor C1715 နဲ့ချိတ်ထားတယ်နော် C1715 က output ကတခါဒီ PC 810 input ဖြစ်ဝင်မယ်အာ PC 817ရဲ့ကျွန်တော်တို့နော်ဒီ PC 817ရဲ့ဒီဘက်အထွက်ဘက်ခြမ်းကဘာဖြစ်လဲဒီဘက်ကိုအာရုံခံပြီးတော့ကျွန်တော်တို့ဒီ baseboard ကိုထိန်းချောင်းပေးမယ်နော်အာဒီရဲ့ baseboard ကိုထိန်းချောင်းပေးပြီဆိုတာနဲ့ဒီက အပေါ်အထွက်ကော်လက်တာအထွက်ကဒီ driver transistor ရဲ့အဲကျွန်တော်တို့เนาะ base board ကိုအနည်းများလုတ်ပေးမယ်เนาะအနည်းများလုတ်ပေးမယ်ဆိုတာနဲ့တစ်ခါဒီရနေပြီးတော့တစ်ခါဒီ transistor ကနေပြီးတော့ driver transistor ကနေပါဖြစ်လဲအပေါ်ကဒီ transistor ကြီးကိုမောင်းမယ်အဲအဲ့တော့ကျွန်တော်တို့ input output input output input output ဆိုလို့ဆိုပြီးတော့ကျွန်တော်ချိတ်ဆက်သွားတာမဟုတ်ဘူးလားเนาะအဲ့တော့ဒီ transistor ရဲ့ output ကကျွန်တော်တို့ collector ပေါ့ဗျာ collector ကနေပြီးတော့ output ကဘာဖြစ်လဲဒီ ကျွန်တော်တို့ computer transformer ရဲ့ဟိုတခါ import ဖြစ်နေပြန်ပြီးတော့ဝင်မယ်။ဟော computer transformer transformer လည်းဒီမှာ import ဖြစ်နေကျွန်တော်တို့ဒီမှာ switching လောက်တာဟိုသူကခံခံရတဲ့အတွက်သူကเนาะဒီ transistor ကနေပိတ်လိုက်ဖွင့်လိုက်ပိတ်လိုက်ဖွင့်လိုက်နေเนาะချိန်လုံးဟိုနဲ့မောင်းတာကိုသူကမောင်းနေတာကိုခံရတဲ့အတွက်သူကဘာဖြစ်လဲသူရဲ့အထွက်ဘက်မှာဘာဖြစ်လဲ output ဆိုတဲ့အထွက်ဘက်မှာ secondary board တွေထုတ်ပေးတယ်เนาะ ကျွန်တော်တို့ flyback node ကို130ဗိုလ်ထုံမယ် vertical အတွက်25ဗိုလ်လိုင်း26ဗိုလ်လိုင်းတွေထုံမယ်နောက် audio အတွက်တွဲဗိုလ်လိုင်းတွေထုံမယ်နောက်ကျွန်တော်တို့8ဗိုလ်5ဗိုလ်လိုင်းအတွက်တွဲဗိုလ်လိုင်းတွေထုံမယ်နော်အဲအဲ့ဒါမျိုးသူအစစ်စစ် input output input output နဲ့လည်းချိတ်ဆက်သွားတာနော်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ကဘာဖြစ်လဲ input တိရမယ် output တိရမယ် input ရှိပြီးတော့ output မရှိလို့ရှင် DPC ပြတ်တာလို့ကျွန်တော်တို့ကဆုံးဖြတ်ကြတယ် input နဲ့ output ကြားထဲမှာဟို ရှိနေတဲ့ပစ္စည်းကိုကျွန်တော်တို့ကလိုက်ရှာတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကအခုကပြောမှဆိုရင်ဟို PC A17 ကိုလည်းကျွန်တော်ဖြုတ်တန်းကြည့်တယ်ကောင်းတယ်မီတာနဲ့တန်းကြည့်တာကောင်းတယ်နော်ဒီ ambient transistor လည်းဖြုတ်တန်းကြည့်တာကောင်းတယ်နော်နောက်ကျွန်တော်ဒီနော် preset လေးနော် preset ကိုလည်းကျွန်တော်တိုင်းလို့ရတယ်လေသူ့ရဲ့အုံတံမို့တင်ဒါ preset ဆိုတာလည်းအမှန်တော့ resistor မျိုးနွယ်ဝင်ပဲနော် resistor အောက်စုဝင်ပဲသူကတခုတော့ရှိတယ်ဘာဖြစ်လဲသူက variable ဆိုတာသူကလှုပ်ရှားပြောင်းလဲနေတယ်နော် ကျွန်တော်တို့အုံတန်ဘိုကိုလိုဂျင်နဲ့ဟိုအုံတန်အုံစကေးကိုရအောင်လို့ကျွန်တော်လက်ချိန်လို့ရလို့သူ့ကို variable resistor เนาะအုံတန်ဘိုဟိုပုံသေးတတ်မှတ်ချက်မရှိဘူးရေရှားပြောင်းလဲလို့ပြောင်းလဲပေးလို့ရတယ်เนาะ user သုံးလဲလို့อ่ะเนาะအဲ့တော့သူက variable resistor အုပ်စုထဲမှာပဲပါတယ်ပြောမယ်ဆိုရင်သူက volume control သဘောတရားပဲเนาะအဲ့တော့ကျွန်တော်တို့ဒီကောင်ကိုဒီကောင်လဲကျွန်တော်တို့တိုင်းကြည့်อ่ะเนาะ circuit ပေါ်မှာတိုင်းမယ်เนาะကိုသေချာသိကျင်ရင်မသိငါရင် ဟိုဖြုတ်ပြီးတိုင်းမယ်เนาะဖြုတ်ပြီးတိုင်းတာတော့အတိအကျဆုံးပဲเนาะအဲ့တော့ဒီကောင်လည်းကျွန်တော်ဆက်ပြီးတိုင်းကြည့်ရမယ်เนาะကဲပြင်ဒါဆိုလို့ရှိရင်အာဒီအပိုင်းကတော့ဒီလောက်ပဲပေါ့เนาะနောက်ထပ်ကျွန်တော်ဒီပိုင်းဆက်ပြင်မယ်เนาะကဲအားလုံးကကျွန်တော်ရဲ့เนาะ THK Electronic YouTube Channel ကိုเนาะအာအားပေးကြည့်ရှုနေကြတဲ့မိတ်ဆွေများအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးလွန်ရင်ဆန္ဒမှန်သမျှတလုံးတော့ရတယ်ပြည့်စုံနိုင်ကြပါလိမ့်မယ်เนาะ ျွန်တော်ပတ်တူးထပ်ပြီးတော့တင်ပေးလိုက်ပါမယ်နော်